ားလုံးပဲမင်္ဂလာပါဗျ Free Online Crypto and N for You Channel ကနေကြိုဆိုလိုက်ပါတယ်ကြော်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းလေးကတော့အိမ်မနေရင်အင်ခန်းတစ်ခုရအောင်ဖုန်းနဲ့ပဲ mining လုပ်ပြီးတော့လက်ဆန်ရှာလို့ရနိုင်တဲ့ mining app တစ်ခုအကြောင်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကျောင်းဒီ mining coin ရဲ့ပေါင်စည်းရလည်းလက်ရှိမှာတကွိုင်ကို3.6ဒေါ်လာကျော်တိကိုရှိထားပါတယ်။ဆိုတော့ကျော်တို့ဒီ mining ကြောင်းလေးကိုစလိုက်ရအောင်။ကျောင်းဒီ mining ရဲ့ app mining ဖြစ်တဲ့အတွက် application တခုတော့ down ပေးရပါတယ်။ download application ကိုလည်းကျွန်တော် video ရဲ့ comment description ထဲမှာ link ချပေးထားပါမယ်။အဲ့ရနေမှာတစ်ဆင့် download ရပါတယ်။ application down ပြီးတော့ application ကိုဖွင့်လိုက်ပါ။ပြီးရင်ကျွန်တော်တို့ကခုမှကောက်ဖွင့်မှဖြစ်တဲ့အတွက် sign in now ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြန်ကျွန်တော်တို့ဒီနန်းရောက်မယ်ဒီနန်းရောက်ဒီအပေါ်ဆုံးမှာရှိနေတဲ့ email mobile phone number ဆိုတာလေးကိုရွေးချယ်ပေးလိုက်ပါ ဟေးဒါလေးရတော့ဖောင်ဖြေးရတဲ့ဘိုင်းလေးဖြစ်ပါတယ်ဖောင်ဖြေးဖို့အတွက်ဆိုရင်ကျွန်တော်အပေါ်ဆုံးမှာ Gmail ထည့်ပါမယ်ပြီးရင်သူ့ရဲ့အောက်မှာထည့်မယ် Gmail verify code ကိုတော့ကျွန်တော်အပေါ်မှာထည့်တဲ့ Gmail ရဲ့ဘေးနန်းလေးမှာ second လေးရှိနေပါအဲ့နေရာမှာကျွန်တော်တို့ code ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါကျွန်တော်အဲ့ code ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ Gmail တွေကိုသူက verification code လေးပို့ပေးပါလိမ့်မယ်အဲ့ဒီ code ကိုကျွန်တော်ကဒီ Gmail အောက်မှာထည့်ပေးရုံပါပဲ ကျွန်တော် Gmail verify code ထည့်ပြီးပြီဆိုရင်တော့ဒီအောက်မှာ password တစ်ခုဖန်တီးပေးရပါတယ်ဒီ password ကိုတော့မိတ်သွားလို့တော့မရပါဘူးကျွန်တော်တို့ဒီ mining နဲ့ကနေပြီးတော့ငွေထုတ်တဲ့ခါတွေပါပြီဆိုရင်ဒီ password ကိုပဲသုံးပြရတာဖြစ်တဲ့အတွက်ဒီ password ကိုမိတ်သွားလို့တော့မရပါဘူး ကျောင်းဒီအပေါ်အစနေပြီးပြီဆိုရင်တော့ဒီအောက်မှာနောက်ဆုံးသတင်းဖြစ်တဲ့ invention code ဆိုတာရှိပါတယ်။အဲ့ invention code နေရာမှာတော့ကျွန်တော်ရဲ့ for youtube channel ရဲ့ code ထည့်ပြီးတော့ဒီအောက်မှာအကွက်လေးကိုအမှန်ချစ်လိုက်ပါပြီးရင် science ဆိုတာလေးကိုနှိပ်လိုက်ပါ။ကျွန်တော် science ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီလိုပေးစဲလေးတစ်ခုကိုဖြည့်ပေးရပါတယ်။ဒါလေးကလွယ်ပါတယ်။ကျွန်တော်ဒီအောက်ကညာလေးကိုအသုံးပြုပြီးတော့ဒီနန်းလွတ်နေတဲ့အကွက်လေးတွေကိုထည့်ပေးလိုက်ပါ။ဒါဆိုရင်ရသွားပါပြီ။ ပြင်ကျော်ဒီဆင်းရောက်မယ်ဒီဆင်းရောက်ရင်ကျွန်တော်အပေါ်အခေါင်ဖြစ်နေတယ် I don't have a wallet ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပါကျောင်း I don't have a wallet ဆိုတော့နှိပ်ပြီးရင်တော့ဒီမှာ passport လုတ်ပေးရပါတယ်ဒီ passport ကိုတော့မေ့သွားလို့မရပါဘူးဒီ passport ကလည်းအရေးကြီးပါတယ်ဒီ passport ကကျွန်တော်တို့ဒီနေရာနေပြီးတော့အလွဲပြောင်းနေတဲ့အတွက်အသုံးပြုရမှာဖြစ်ပါတယ်ဒီနေရာမှာ passport ကိုနှစ်ကြိမ်ရိုက်ထည့်ပေးရပါမယ်နှစ်ကြိမ်လုံးဝအတူတူပဲဖြစ်နေဖို့အရေးကြီးပါတယ် ခေကျောင်းဒီမှာ passport ရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီအောက်က complete ဆိုတာလေးရှိပါမယ်အဲ့ complete ကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ကျောင်းဒီဆင်းရောက်မယ်ဒီဆင်းရောက်ရင်ကျောင်းဒီမှာ bucket ဆိုတာလေးရှိမယ်အဲ့ bucket ဆိုတာလေးကိုနှိပ်လိုက်ပါကျောင်းဒီမှာတခါတည်း bucket လောက်သွားလို့ရပါတယ်ကျောင်းဒီဆင်းရောက်ရင်တော့ဒီနမ်းမှာရှိတဲ့အကွက်လေးကိုအမှန်ကြီးချစ်လိုက်ပါအမှန်ကြီးချစ်ပြီးရင်တော့ကျောင်း i understand ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ ကျောင်းဒီစင်းရောက်ရင်တော့ပေါ်လာတဲ့ကနန်းစက်နှလုံးကို screen shot ရိုက်လိုက်ပါပြီးရင်ဒီအောက်ကအကွက်လေးအမှန်ချစ်ချစ်ပြီးတော့ backup complete ဆိုတာလေးကိုနှိပ်လိုက်ပါပြီးတော့ဒီ screen shot ကိုလည်းပျောက်သွားလို့မရပါဘူးအရေးကြီးပါတယ်ကျောင်းဒီနေရာရောက်ရင်တော့သူအပေါ်ဆုံးမှာပြထားတဲ့နံပါတ်7နေရာနဲ့နံပါတ်9နေရာမှာရှိနေတဲ့စက်လုံးကိုရွေးချယ်ပြရမှာဖြစ်ပါတယ်ဒါကကျွန်တော်စောစော screen shot ရိုက်ထားတဲ့စာအုပ်ကြည့်ပြီးတော့ ရွေးချယ်ပေးလိုက်ပါဟေ့ဒါဆိုရင်တော့ကျွန်တော်တို့အောက်ဖွင့်တာအောင်မြင်သွားပါပြီအခါကြရင်ဒီအောက်မှာရှိနေတဲ့ step using me best ဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်ဒီမှာ free mining လုပ်ဖို့အတွက်အောက်ဖွင့်တာတော့အောင်မြင်သွားပါပြီနောက်တစ်ဆင့်ကြံပါရင်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့အောက်ကို KYC တင်ရမှာဖြစ်ပါတယ် KYC တင်ဖို့အတွက်ကျွန်တော်ဒီမှာ verify noun ဆိုတာလေးကိုတွေ့မြင်ရမယ်အဲ့ verify noun ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ကျောက် verify နောင်းဆိုတော့နှိပ်ပြီးရင်တော့ကျောက်ဒီအပေါ်မှာ country ကမြန်မာ okay ကျောက်မြန်မာရွေးချယ်ပြီးပြီဆိုရင်တော့ကျောက်ဒီ august state ဆိုတာလေးကိုနှိပ်လိုက်ပါဒါကကိုကမြန်မာနိုင်ငံမှာနေရဲဆိုရင်တော့မြန်မာဆိုတာကိုရွေးချယ်ပေးလိုက်ပါကျောင်း KYC ရဲ့ပထမဆုံးဆင်းဖြစ်တဲ့ face scan ဖတ်ရမယ့်အဆင့်မှာဒီ face scan ဖတ်ရတဲ့ဆင့်ကလည်းလွယ်ပါတယ်ကျောင်းတို့ခေါင်းကိုပေါ်အောင်ညှိတာတွေပညာလှုပ်တာတွေပါဇက်ခါတွေလှုပ်ပြီးရုံမှာပဲကျောင်း face scan ဖတ်ပြီးရင်တော့နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်ရဲ့ကိုရီးအချက်လက်တွေကိုရေးပြရပါမယ်ဒီအပေါ်ဆုံးမှဆိုရင် last name first name ဆိုတာရှိပါမယ်ဒါကတော့ကိုရီးမှတ်ပုံနေတဲ့နာမည်ကိုထည့်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီအောက်မှာကိုကယောက်ျားလေးဆိုရင် M ကိုရွေးပါကိုက main ကလေးဆိုရင် F ကိုရွေးလိုက်ပါပြီးရင်ဒီမှာ country ကတော့မြန်မာပါပဲကျွန်တော် ID တိုက်နေရမှာတော့ national ID card ကိုပဲရွေးချယ်ထားလိုက်ပါပြီးရင်ဒီမှာ ID number ဒီ ID number ကတော့ကျွန်တော်ရဲ့မှတ်ပုံတင် number ကိုထည့်ပေးရမှာဖြစ်ပါတယ် ကျောင်းဒီပုံစံတွေရအေချင်းတွေမှာ KYC တင်တာနဲ့အတူတူပါပဲကျောင်းတို့အေချင်းကောက်တွေမှာ KYC တင်မှုရဲ့သူတွေဆိုရင်ဒါအိုတင်ရတာလွယ်ပါတယ်ပြီးရင်ကျောင်းဒီနေရာမှာမှတ်ပုံတင်ကိုတပုံရိုက်ပေးရပါမယ်ကျောင်းတို့ရှေ့တပုံနောက်တပုံရိုက်ပေးရပါမယ်ကြည်လင်ပြတ်သားနေဖို့တော့လိုအပ်ပါတယ်အလင်းပြန်နေလို့မရပါဘူးကျောင်းမှတ်ပုံတင်ကိုတပုံရိုက်ပြီးပြီဆိုရင်တော့ကျောင်းတို့ KYC တင်တာ ပြီးသွားပါပြီ။ဒီမှာကျွန်တော်အကောင့် verify ဖြစ်ပြီးရော KYC အောင်မောင်းတော့အချိန်ဆောက်ပေးရပါတယ်။24နာရီတော့ဆောက်ပေးရပါတယ်။24နာရီပြည့်ရဆိုရင်ကျွန်တော်ရဲ့ Gmail တွေကိုသူကနေပြီးတော့ message လမ်းပို့ပေးပါလိမ့်မယ်။ကျွန်တော် KYC အောင်သွားရင်တော့မိဘကနေပြီးတော့ပေးတဲ့ 1MBC coin ကိုရရှိမှာဖြစ်ပါတယ်။ဒီ 1MBC ကလည်းကျွန်တော် mining အတွက်ပဲပြင်ပြီးတော့အသုံးပြုပေးရမှာပါ။ကျွန်တော် KYC အောင်သွားရင်တော့ကျွန်တော်ရဲ့ဒီ ် MID နေရာမှာဒီလိုပုံစံလေးဖြစ်သွားပါလိမ့်မယ်ဒီလိုပုံစံလေးဖြစ်သွားရင်တော့ကျွန်တော်တို့ KYC အောင်သွားပါပြီ KYC အောင်သွားရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့လောရမယ့်အခါကဒီအရှိဆုံးဟုံးမှာရှိနေတဲ့ Me My Way ဆိုတဲ့နေရာလေးရှိပါတယ်အဲ့နေရာလေးကိုနှိပ်လိုက်ပါဒါကတော့ daily check-in လုပ်ပေးရတာဖြစ်ပါတယ်ဒါလေးကိုတော့နေ့တိုင်းဝင်လုပ်ပေးကြပါပြီးရင်ကျွန်တော်ဒီမှာ on check-in ဆိုတာလေးရှိမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါကျွန်တော်ဒီလိုစာပိုင်လေးရှိမယ်ဒီမှာအဖြစ်ရောအကွက်လေးနဲ့ နေရာလေးလွတ်နေပါမယ်အဲ့နေရာမှာကျွန်တော်ကစာထည့်ပေးရမှာပါထည့်ရမယ့်စာကလည်းသူဒီအပေါ်မှာပြထားပါတယ်ဒီအပေါ်ကပြထားရဲ့စာပိုက်တွေတည်းကလွတ်နေတဲ့တခုလေးကိုရွေးချယ်ပြီးတော့ဒီမှာစာရိုက်ပေးလိုက်ပါကျွန်တော်ဒီနေရာမှာစာရိုက်ပြီးွားရင်ဆိုရင်တော့ဒီအောက်မှာ on chain check-in ဆိုတာလေးရှိပါမယ်အဲ့လေးကိုနှိပ်လိုက်ပါအဲ့တော့နှိပ်ပြီးရင်ကျွန်တော်ဒီမှာ confine ဆိုတာကိုလုပ်မယ်ပြီးွားရင်ကျွန်တော်တို့ရှေ့မှာ passport ထည့်ခဲ့တဲ့ခါကိုရိုက်ထည့်ပေးလိုက်ပါဒီနေရာမှာ second 30စောက်ပေးရပါမယ် second 30ပြည့်သွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ check in လောက်တာအောင်မြင်သွားပါပြီဒီကောင်ကတော့25ရက် check in လုပ်ပေးရပါတယ်25ရက်ပြည့်ရဆိုရင်ကျွန်တော်တို့0.1 MBC ရရှိမှာ ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမိပတ်ထဲမှာရှိတဲ့ပထမအဦးဆုံး MBC ခွင့်ရှားတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့ check in 6ရက်ရှိသွားပါပြီဘေးကျွန်တော်တို့မှာဆိုရင်ဒီမှာမိ MBC ခွင့်နေရလာပြီရလာရင်ကျွန်တော်တို့ဒီမှာ MBC ဆိုတာလေးရှိမယ်အဲ့ဒါကိုနှိပ်လိုက်ပါ ကျောင်းဒီမှာတငယ်ချင်းတယောက်ခေါ်ရဲဆိုရင်လည်း0.1 MBC ရပါတယ်ဒါကသူတို့ KYC တင်လို့အောင်သွားတယ်ဆိုမှကျော်တို့က0.1 MBC ရတာပါကျော်တို့မှာ MBC ရလာပြီဆိုရင် MBC နေအောင်နှိပ်လိုက်ပါပြီးရင်ကျောင်းဒီအပေါ်မှာ go to state ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့နှိပ်လိုက်ရင်ကျောင်းဒီအပေါ်မှာ flexible တင်းရယ် fit တင်းရယ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ် ဒီနေ့ကတော့ staking လုပ်တဲ့နေရာဖြစ်ပါရဲ့ကျွန်တော် flexible ကကြတော့ကျွန်တော်ဒီ flexible ထဲမှာ B point တွေကို staking လုပ်ထားရဲ့ဆိုရင်ကြိုက်တဲ့ချိန်ပြန်ထုတ်လို့ရပါတယ် ဒီအောက်ကဖစ်ကကြတော့အဲ့လိုမဟုတ်ပါဘူးဖစ်မှာကျော်တို့က state လောက်ထားရဲဆိုရင်သူ့အချိန်ပြည့်မှာထုတ်လို့ရပါတယ်ဒီဖစ်ကတော့လော့ခတ်ပါတယ်ဟေးကျွန်တော် stake in လုပ်ဖို့အတွက်ဆိုရင်ဒီဘော flexible ဆိုတဲ့ဟာလေးကိုရွေးချယ်လိုက်ပါမယ်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြပေးပါမယ်ကျော် flexible ဆိုတာလေးကိုရွေးချယ်လိုက်ရင်ဒီနေရာရောက်မယ်ဒီနေရာမှာကကျွန်တော် minimum အနေနဲ့က0.01 MEC နဲ့စပြီးတော့ stake in လုပ်လို့ရပါတယ်ကျွန်တော်မှာက0.1 MEC ရော ရှိပါသေးတယ်။ကျွန်တော်ဒီနေရာမှာ Ghost Take Game လုံးမဲ့အမောက်ကိုထည့်လိုက်ပါ။အဲ့ခါကျရင်ဒီအောက်မှာကျွန်တော်တို့ပေးဆောင်ရမယ့် cafe လေးလဲကြာလာပါလိမ့်မယ်။ဟေးဒါတွေကိုကြည်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာ state noun ဆိုတာလေးရှိပါတယ်။အဲ့ state noun ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ flexible တဲမှာ state လောက်တာအောင်မြင်သွားပါပြီ။ ပြည့်ကျော်ဒီဖစ်ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်ဒီဖစ်ထဲမှာဆိုရင်လည်းကျွန်တော်တို့ minimum တော့0.01နေစပြီး state လုံးလို့ရပါတယ်ဒီအောက်မှာကျွန်တော်တို့ရက်တွေသတ်မှတ်ထားပါတယ်အနည်းဆုံးရက်30 state လောက်ရပါမယ်ရက်30 state ဆိုရင်ကျွန်တော်27%ရပါတယ်ဒီအောက်မှာရက်60တွေပါရှိပါတယ်ကျွန်တော်ဒီဖစ်ထဲမှာအာပြီးတော့ state လုံးမယ်ဆိုရင်ရက်30ရွေးထားရဆိုရင်ရက်30ပြည့်မှာကိုယ့်ရဲ့ token တွေကိုထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော် flexible ထဲမှာတော့ကြိုက်တဲ့ချိန်ပြန်ထုတ်လို့ရပါတယ် ကျောင်းဒီထဲမှာ state ထားတဲ့ခါရှင် state ထားတဲ့ခါတည်းကိုဝင်လိုက်ပါ flexible ပဲဖြစ်ဖြစ် fit ပဲဖြစ်ဖြစ်ပါအဲ့ခါကျရင်ကျောင်းဒီမှာရနေရ reward တွေကိုတွေ့မြင်လိမ့်မယ်ဒါကတော့ flexible တဲ့ခါဖြစ်ပါရင်ကျွန်တော် claim နေဆိုရင်ဒီအောက်မှာ reward claim ဆိုတာလေးရှိမယ်အဲ့ဒါကိုနှိပ်လိုက်ပါပြီးရင် confine withdraw ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာကတော့ကျွန်တော်ရမယ်အမောက်ပဲဖြစ်ပါရင် okay ပြီးရင်ကျောင်းဒီမှာ confine ဆိုတာနှိပ်ပြီးရော passport ထည့်ပေးလိုက်ပါဒါဆိုရင်တော့ကျောင်းရဲ့ဒီ me account ထဲကို amc point တွေရရှိမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ flexible ထဲမှာကျွန်တော် state ထားတဲ့ဟာကို claim ပြတာဖြစ်ပါတယ် fit ထဲမှာဆိုရင်တော့ကျွန်တော်တို့ရက်ပြည့်မှာပဲ claim လို့ရမှာဖြစ်ပါတယ်ကိုကတလလောက်ထားရဆိုရင်တလလုံးလုံးအဲ့ထဲကနေပြီးတော့ရတဲ့ reward လည်းထုတ်လို့မရပါဘူးကျွန်တော် flexible နဲ့ဆိုရင်တော့ reward လည်းထုတ်လို့ရပါတယ်အေးဒါဆိုရင်တော့ကျွန်တော်တို့ DMC application ကြောင်းလေးနဲ့ပတ်သက်ပြီးတော့ နားလည်မယ်လို့ထင်ပါတယ်ဒီ video ရဲ့မှာတော့ကြတော့အောက်ဖွင့်နေ K1C တင်းနေ MC coin တွေကိုဘယ်လိုရှားမလဲဆိုတဲ့အကြောင်းလေးတွေကို sharing လုပ်ပေးထားတာဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်ဗျကျွန်တော်တို့ဒီရရှိလာတဲ့ MC coin တွေကိုလည်းကျွန်တော်တို့ ဒီ P2P ဆိုတဲ့နေရာမှာရောင်းတာတို့ဒါမှမဟုတ်မြန်မာငွေနဲ့ဓာတ်ရိုက်လဲရောင်းလို့ရပါတယ်ဒီ MEC coin တွေကိုမြန်မာငွေနဲ့ဝယ်နေတဲ့သူတွေလည်းရှိပါတယ်သူတို့နဲ့ချိတ်ဆက်ပြီးတော့ရောင်းလို့လည်းရပါတယ်ကျွန်တော်ရောင်းရမယ့်နေရာမသိရင်လည်း Telegram channel မှာလာပြီးတော့မေးလို့ရပါတယ်ကျွန်တော်ဒီ MEC coin တွေရောင်းလို့ရတဲ့နေရာကိုလမ်းညွှန်ပေးပါမယ်ဟေ့ဒါဆိုရင်တော့ကျွန်တော်ဒီ mining ကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲ free mining ကြောင်းနေသိကျင်သေးရဲ့ဆိုရင်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ထားကြပါအောင်ပြီးတော့ telegram channel ကိုလည်း join လာလို့ရပါတယ် Telegram ထဲမှာတော့အသေးထွက်ရှိလာတဲ့ free mining အကြောင်းတွေကိုအမြဲတင်ဆက်ပေးနေပါပြီဗျ။ကြော Telegram channel link ကိုလည်း DV ရဲ့ comment description ထဲမှာ link ချပေးထားပါမယ်။အဲ့အနေမှာတစင်ဝင်လို့ရပါတယ်ဗျ။ကြော video လေးကိုဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ဗျ။အားလုံးကိုကျေးဇူးပါ။